ဆရာကြီးရှင်မလီယန်တန်ကြောင့်ဤသာသူအေဆုစီစေဥစ္စာတွေတစ္စည်းကုန်တဲ့ဒုတိယဘုသူ့ဘဝဖြစ်စေနိုင်ဖို့ရဲ့ဘယ်လိုတရားနဲ့လုံးလုံးကိုရောက်ကြရအောင်အဖေကအဲ့လိုမပြောဘူး။တရားတွေပဲမဟုတ်ဘူးအဲ့လိုတွေ။နွားပြောက်တာတဲ့တကားပေါ့နွားရှာပင်မန်းလာ။သူဖေကတရားနာကျင်လို့ပြေးလာ။ထမင်းမစသေးဘူး။အဲ့တော့ဖေကတရားမဟုတ်ဘူးဘာခေါင်းလဲသိလား။ထမင်းကျွေးလိုက်တယ်။ ဲ့ဒါဝိုင်းပြီးသွားလှူကြအောင်သွားအကူညီကြအောင်နေစရာတွေစားစရာတွေလုပ်ပေးကြအောင်ပြီးကျမတရားဟောလေအဲ့တော့ကြော်မလုံးနဲ့အရင်ဆုံးသူ့ကိုထောက်ပံ့နေကျွန်တော်အားလုံးလုပ်ပေးရမယ်ပြောချင်တာကနော်ဒါကြောင့်မလို့ကျွန်တော်အနေစင်းရဲ့နဲ့အတိစင်းရဲ့ဆိုဆောက်လေးရေးခဲ့တယ်အနေစင်းရဲ့တာမြင်တာတယ်အဲသူခန္ဓာလိုအပ်နေပြီအဲ့အရာတွေကိုကျွန်တော်အရင်ဆုံးဖြည့်ဆည်းပေးရမယ်ဒါဒီပြင်းနိုင်ဒီပြင်းဘာသာရေးတွေဒီလိုလုပ်ကြတာပဲပြောချက်တာ အဲ့ဆိုသူကသူ့ကိုဝိုင်းဝန်းကူညီရတဲ့ဘာဖြစ်သွားတာလဲပုပ်ကိုခင်သွားပြီပုပ်ကိုခင်မှဘာလုပ်တာ तू ပြောတဲ့ဟာလေးတွေကိုလက်ခံတာဗောခုကကိုရှိလာတာတရားယူရဟောဖို့လာတော့ဘယ်သူမှလာမှာမဟုတ်တော့အပြစ်ကပြောမှာအဲဒီလိုဖြစ်မှာဗောအတိတ်ကမဟုတ်သူ့ကိုလုတ်ခဲ့တာဟုတ်ဟာလာအောင်ပါအဲထားရမရရင်ကံကောင်းဒီတော့လှုပ်လိုက်ပါဖြစ်အဲ့လိုမလုံနဲ့ကျွန်တော်တို့ကတအားဟိုပြောကျင်တာလက်တွေ့မဆန်ဘူးဘဝမဆန်ဘူးဗောနော် မေတ္တာကရုဏာမုဒိတာဥပက္ခာဆိုတဲ့ဒီတရားတွေမလွန်မှုသေးဘူးအဲ့လိုမလောက်ရဘူးကျွန်တော်တို့ကအဲ့တော့ပြောကျင်တာကဒီဟာတွေကိုကိုကဝိုင်းဝန်းပရမန္တလိုအပ်တာတွေကိုတတ်နိုင်သမျှဝိုင်းဝန်းဆောင်ရှောက်ပေးဖို့လိုတယ်ကျွန်တော်တို့ကဒါတွေအားနေတယ်ကျွန်တော်ကလက်တွေ့လုပ်ငန်းတွေအားနေတယ်သီအိုရီတွေဘယ်လိုပြောရမလဲဒါတွေပဲများနေတာပဲလက်တွေ့ရအဲ့တော့ကျွန်တော်တို့ society အတိုင်းအဝိုင်းတစ်ခုကိုတည်ထောင်ဖို့လိုတယ်ဒါတွေက သူတို့ကိုတရားပြောရမှာနဲ့ဆိုကြံတဲ့လူတွေတရားရှိရှိဆောင်ရွက်ဖို့လိုတယ်အဲ့တော့မှသူကဒါကိုမြင်လာမှာမြင်လာမှာအားကြလာမှာသူတို့ဘဝမှာလည်းသူများတွေဒုက္ခရောက်ငါတို့ဒီလိုဝိုင်းဝန်းကူညီမှာငါတို့လည်းကြိုးစားမယ်သူ့ကိုကျွန်တော်တို့ကလှုပ်ရမှာကျွန်တော်ကဆရာကြီးရေးကြရတာပဲဒုက္ခရောက်တဲ့လူတွေပဲသွားတရားဟောကြတယ်ဟာလွဲနေပြီကျွန်တော်တို့ဒီဘက်ကလူတွေကတရားရှိရှိဝိုင်းဝန်းလှုပ်ရမှာဒီတရားတွေကပြဿနာသူတို့ပြဿနာမဟုတ်ကိုယ်ပြဿနာအဲ့တော့တရားကဒီလူတွေဟောရမှာဟိုလူတွေဟောရမှာမဟုတ်ဘူး တော့ဆရာကြီးမလုံးနဲ့အဲပြောကြင်တာကိုကလူတက်ကြီးမလုံးနဲ့ကျွန်တော်ရဲ့မေတ္တာကုဏမုဒိတာရဲ့နဲ့ကျွန်တော်တို့ဘာမှမဘလို့ဆောင်ရွက်ကြမလဲအဲဒီလိုသွားရမှာလေဒီလိုရှုထောင့်နေစဉ်းစားရမှာတရားကိုသိရမှာသိပြီးတော့သူတို့ကိုအားလုံးကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့ဝိုင်းဆောင်ရွက်ပေးရမှာအဲ့ကြမှာအော်ဒီလိုအတိုင်းဝိုင်းနေဒီလိုဖြစ်တာတည်းဒီလိုတွေကျေးဇူးများပါလားဒါမှမဟုတ်တို့ဒီလိုတရားအတိုင်းဝိုင်းနေတယ်တို့နေကျင်တယ်ပြုကျင်တယ်ဆိုဒီလိုလာမှာလေကိုကစံပြဖြစ်အောင်နေပေါ့ ဟိုကဆရာကြီးလိုလုံးမတော့ဟိုကပြေးမှာပေါ့ပြောကျင်တာကျွန်တော်တို့ကအဲ့လိုဖြစ်ဖြစ်နေတယ်သူများတွေနဲ့ရှင်သူများတွေကဝိုင်းဝန်းကူညီတဲ့အတွက်နောက်ဆုံးအဲ့ဘက်ကိုပါကုန်ညဟောပြောကျင်တာကဒါတွေဖြစ်နေတာကျွန်တော်တို့ကဒါတွေကိုကျွန်တော်သတိထားမှာဖြစ်ပါတယ်เนาะဟုတ်ပါပြီ။ကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။